ရေဒီယိုအန်ယူဂျီသတင်းစင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်အောက်တိုဘာလ26ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စစ်ရေးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ်စစ်ရေးသတင်းကတော့မောင်မကန်ရေစကန်ကိုတော်လိုင်းရဲတပ်တွေတိုက်ခိုက်သိမ်းပိုက်တဲ့သတင်းပဲဖြစ်ပါတယ်ဒီနေ့တိုင်းတိုင်းလောင်းလုံးမြို့နယ်ကမောင်မကန်ရေစကန်ကိုတော်လိုင်းရဲတပ်တွေဒီနေ့မနေ့ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ် ဒီနေ့အော်တိုဘားလ26ရက်မနေ့6နိုင်ကျော်မှာမောင်မကန်ကမ်းခြေမှာရှိတဲ့မောင်မကန်ရွာကရဲစခန်းကိုတော်လိုင်းတပ်တွေဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမနေ့7နိုင်ကမ်းမှာအပိသက်သိမ်းပိုက်ခဲ့တာလို့ဆိုပါတယ်ဒီတပ်ဖွဲ့မှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိပြီးလက်နက်ခဲယံတွေလည်းသိမ်းစီရရှိထားတယ်လို့သိရပါတယ်တိုက်ပွဲပြင်းထန်ခဲ့တဲ့မနေ့9နိုင်ဝင်းကျင်မှာစစ်တပ်ဘက်က Jet Fighter နဲ့ဘုံးတွေကျဲပြီးစစ်တပ်နဲ့တွေနဲ့ပါပစ်ခတ်ခဲ့တာတွေရှိတယ်လို့ဒေသနေပြည်သူတွေကလည်းပြောပါတယ်အခုလိုစစ်တပ်ကလေရင်နဲ့ဘုံးကျဲပြီးခုခံနေတဲ့ကြားက မောင်မကန်ရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့သိရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ဒဝဲခဲတပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကလည်းမောင်မကန်ရဲစခန်းကိုတော်လိုင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာမှန်တဲ့အကြောင်းအတည်ပြုထားပြီးအသေးစိတ်ကိုတော့ထုတ်ပြန်ပေးမယ်လို့ဒေသတွင်းသတင်းဌာနတွေကအသိပေးပြောဆိုထားပါတယ်ခင်ဗျာ။ဆလဘီမင်းတို့မြို့အဝင်မှာဆက်ကြီးကောက်ဖို့ထွက်လာတဲ့ရဲနှစ်ဦးကိုတိုက်ခတ်ရမှာနှစ်ဦးစလုံးတေပြီးတနက်နှစ်လက်သိမ်းစီရရှိတဲ့တဲ့တင်ကိုလည်းတင်ဆက်ပေးပါမယ်။ မကွေးတိုင်းတရက်ခရိုင်မင်းတုံမြို့ဝင်းမှာဆက်ကြီးကောက်ဖို့ထွက်လာတဲ့ရဲနှစ်ဦးကိုတိုက်ခတ်ခဲ့ရမှာနှိုးစလုံးတေဆုံးပြီးတနက်နှစ်လက်သိမ်းစီရရှိခဲ့တယ်လို့တရက်ခရိုင်အမှတ်လေးတရင်ကပြောပါတယ်ဒီကနေ့အော်တိုဝါလာ26ရက်မနက်9နာရီခွဲချိန်မှာတိုက်ခတ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့အခုလိုထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်အင်းလေကုန်းကျေးရွာနီးမင်းတုံမြို့ဝင်းလန်းပိုင်းမှာခီးသွွားကားတွေကိုလက်နက်ပြချင်းချောက်ပြီးဆက်ကြီးကောက်ဖို့ထွက်လာတဲ့စစ်တပ်လက်အောက်ခံရဲတပ်သားနေမင်းထက်နဲ့တန်းထိုက်ဆိုလိုကို ပြည်သူ့ကာကွယ်ရေးဘော်တွေကင်းပုံးမှုပြီးတိုက်ခတ်ခဲ့တာကြောင့်ရဲတပ်သားနှစ်ဦးစလုံးနေရာမှာပဲတေဆုံသွားတယ်လို့ဆိုပါတယ်။တေဆုံသွားတဲ့ရဲတွေကိုင်တဲ့ G3 နှစ်လက် G3 ကြီးပေါင်းနှစ်ခု G3 ကြီး29တောင်းလက်ပြုံးတစ်လုံးလက်ထိတ်တစ်ခုဖုန်းတစ်လုံးနဲ့ငွေကျပ်6000ခွဲကိုသိမ်းဆည်းရရှိခဲ့ပြီးတော်လိုင်းရေးဘော်တွေထိခိုက်မရှိဘူးလို့သိရပါတယ်။ဒီတိုက်ခတ်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခဲအမှတ်လေးတရင်တက်ခွဲနှင့်တက်စိတ်9ကရဲဘော်တွေလှုပ်ဆောင်ခဲ့တာဖြစ်ပါလိမ့်ခင်ဗျာ။အခုတခါ အရသာပြည်သူတွေမဲပေးကြဖို့ဖိအားပေးနေတဲ့အုပ်ဖုံမြို့နယ်ကကြေးရွာအုပ်ချုပ်မှုကိုပြစ်ခတ်ရှင်းလင်းတဲ့တရင်ကိုလည်းတင်ဆက်ပေးပါမယ်။အရသာပြည်သူတွေမဲပေးကြဖို့ဖိအားပေးနေတဲ့အုပ်ဖုံမျိုးနယ်ကခြေရွာအုပ်ချုပ်မှုကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့မြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကဒီကနေ့အော်တိုဘာလ26ရက်မှာထုတ်ပြန်လာပါတယ်။ဘကိုးတိုင်းတာဝတီခရိုင်အုပ်ဖုံမျိုးနယ် ဘလားကျေးရွာအုပ်စုကအုပ်ချုပ်မှုအေးတောင်ဆိုသူကိုမနေ့ကအော်တိုဘားလ25ရက်မနက်9နာရီကျော်အချိန်မှာတာဝတီခန်တရင်383နှစ်တက်ခွဲလီမြေအောင်ပြောင်ကြားတက်ဖွဲ့အုပ်ဖို့ကရဲဘော်တွေပြစ်ကတ်ရှင်းလင်းခဲ့တာလို့ဆိုပါတယ်တည်ဆုံးသွားတဲ့အုပ်ချုပ်မှုအေးတောင်ဟာအကြံပတ်စစ်တပ်ကလုံမဲ့တရားမဝင်ရွေးကောက်ပွဲမှာမဲထဲကြဖို့ဒေသနေပြည်သူတွေကိုဖိအားပေးတာဒေသနေပြည်သူတွေကိုချင်းချောက်ပြီးစစ်မှုထမ်းခြေကောက်တာ စစ်မှုထမ်းစီဖို့ဆိုပြီးလူငယ်တွေကိုအတင်းကျပ်စုဆောင်းနေတာတွေကြောင့်အခုလိုရေးယူရတာလို့မြောက်ပြောင်ချတက်ဖွဲ့အုပ်ဖို့ကရှင်းပြထားပါတယ်။ဒေသနေပြည်သူတွေနဲ့တော်လိုင်းဖွဲ့တွေကိုဒုက္ခမျိုးစုံပေးနေတဲ့စစ်သားရဲနဲ့ပြည်သူစစ်တွေပါဝင်သူတို့ကိုထောက်ပံ့ပေးနေတဲ့ဒေါက်တိုင်တွေကိုအချိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူလူထုအနေနဲ့သူတို့ရှိတဲ့နေရာတွေမှာမနေကြဖို့မြောက်ပြောင်ချတက်ဖွဲ့အုပ်ဖို့ကသတိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ။အခုနောက်ဆုံး ဂျွန်စုမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ရဲ့အပတ်စဉ်သုံးအခြေခံစစ်တမ်းအစဉ်ပွဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဒီနေ့တိုင်းတိုင်းမြေခရိုင်ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပတ်ကပ်ဖရဲ့အပတ်စဉ်သုံးအခြေခံစစ်ပညာတန်းန်းစင်ပွဲကိုကျွန်းစုမြို့နယ်အတွင်းမှာရှိတဲ့တရင်စကန်မှာကျင်းပခဲ့တယ်လို့တပ်ပုံမှတ်တမ်းနဲ့တကွဒီကနေ့အော်တိုဝါလာ26ရက်မှာထုတ်ပြန်လာပါတယ်။အမျိုးသားညီညွတ်ရေးဆိုရကာကွယ်ဝန်ကြီးဌာနကုတ်ကဲမှုအောက်မှာရှိတဲ့ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပတ်ကပ်ဖရဲ့အပတ်စဉ်သုံးအခြေခံစစ်ပညာတန်းန်းစင်ပွဲကိုအော်တိုဝါလာ24ရက်နေ့မှာကျင်းပခဲ့တယ်လို့ဆိုပါတယ်။ ်တနန်းစင်ပွဲခနာကိုကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တာဝန်ခံတွေတပ်ဖွဲ့ဝင်မိသားစုတွေဒေသနေပြည်သူတွေနဲ့တာဝန်ရှိသူအချို့တက်ရောက်ခဲ့ကြတယ်လို့သိရပါဗျ။ကျွန်းစုမြို့နယ်အတွင်းကဒေသနေပြည်သူတွေအနေနဲ့စစ်တပ်ကလုံမဲ့အတုရောင်ရွေးကောက်ပွဲနဲ့ဟန်ပြငင်းချင်းလုပ်ငန်းစဉ်တွေမှာပူးပေါင်းပါဝင်တာအားပေးတာတွေမလုပ်ဘဲတခဲနဲ့ဆန့်ကျင်တုံ့ပြန်သွားကြဖို့ကျွန်းစုပောက်ကဖကအလေးနက်တိုက်တွန်းထားပါဗျ။ကျုံစုမြို့နယ်အတွင်းကစစ်တပ်လက်အောက်ခံမြို့နယ်ရက်ကျေးဖွဲ့ဝင်တွေရဲ့အချက်လက်တွေအပြည့်စုံရထားပြီးဖြစ်တာကြောင့် ပြည်သူလူထုကိုဖိအားပေးမဲပေးခိုင်းတာမျိုးလုပ်ရင်ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ကျွန်းစုပကပကသတိပေးထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ